မြောက်ကိုရီးယားဟာယူကရိန်းကိုစစ်ပွဲဆင်နွှဲနေတဲ့ရုရှားကိုအကူအညီပေးဖို့စစ်သားတွေထပ်မံဆေးလွတ်လိမ့်မယ်လို့တောင်ကိုရီးယားလွှတ်တော်အမတ်တဦးကထောင်လင်းရေးအေဂျင်စီထံကနေရရှိတဲ့သတင်းအချက်အလက်ကိုကိုးကားပြီးဇွန်26ရက်ကပြောကြားလိုက်ပါတယ်။ မြက်ကိုရီးယားဟာရုရှားရဲ့ gas data ကိုပြန်လည်ထူထောင်မှုကိုကူညီဖို့အတွက်စစ်ဘက်ဆိုင်ရာဆောက်လုပ်ရေးလုပ်သားတွေနဲ့စစ် engineer တွေကိုပို့ဆောင်ပေးလိမ့်မယ်လို့ရုရှားလုံခြုံရေးကောင်စီအကြီးအကဲစာကေးရွှိုက်ကိုက၎င်းရဲ့မြက်ကိုရီးယားခီးစဉ်အတွင်ပြောကြားခဲ့ပြီးတဲ့နောက်သတင်းတပတ်အကြမ်းမှာတောင်ကိုရီးယားရဲ့အတီးပြုချက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားကရုရှားကိုစစ်သားတွေဆက်လက်ဆင်လွတ်ပြီးလက်နက်တွေလည်းထောက်ပံ့နေပါတယ်။ဒါဟာကစတေတာကိုပြန်လည်သိမ်းယူဖို့ကြိုးပမ်းနေတဲ့ရုရှားကိုတိတာထင်ရှားတဲ့အခန်းကဏ္ဍကနေကူညီပေးနေတာလို့ကျွန်တော်တို့ရှုမြင်မိပါတယ်လို့လီဆောင်ကွမ်ကထောက်လန်ရေးအေဂျင်စီရဲ့သတင်းကိုရရှိခဲ့ပြီးတဲ့နောက်သတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလကရုရှားကိုစစ်အင်အားတပေါင်းတထောင်ခန့်ဖြန့်ကျန်ခဲ့ပြီးဒုတိယအတုံးမှာစစ်သား4000ဆဲလုခဲ့ကကတ်စတေတာပြန်လည်ထူထောင်ရေးကိုကူညီဖို့စောက်လို့ရေးစစ်သား6000ခန့်ထပ်မံဆဲလုလိုက်မယ်လို့လီကပြောကြားခဲ့ပါတယ်။အမျိုးသားထောင်လှမ်းရေးဌာနရဲ့လေးလာမှုတွေအရတတိယအတုံးစစ်သားတွေဆဲလုမှုကိုဇွန်လဒါမှမဟုတ်ဩဂုတ်လအစောပိုင်းမှာဖြစ်ပွဲရှိကြောင်းဖော်ပြခဲ့ပါတယ်။ အရင်ကလည်းမြောက်ကိုရီးယားဟာရုရှားကိုစစ်သားတွေမဆင်လို့မီရှိုက်ကိုဟာတလားကန်ကြိုတင်ပြီးမြောက်ကိုရီးယားကိုလာရောက်လေးရှိကြောင်းလီကပြောကြားခဲ့ပြီးမကြသေးမီကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရမြောက်ကိုရီးယားဟာရုရှားကိုဆင်လို့မဲ့စစ်သားတွေကိုရွေးချယ်နေကြောင်းဖော်ပြခဲ့တယ်လို့ဆိုပါတယ်သုံးနှစ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့ယူကရိန်းရုရှားစစ်ပွဲအတွင်းမြောက်ကိုရီးယားဟာရုရှားရဲ့အထက်မဟာမိတ်နိုင်ငံတွေထဲမှာပါဝင်ခဲ့ပြီးကော့စတေတာကိုယူကရိန်းတပ်ဖွဲ့တွေထံကနေပြန်လည်သိမ်းပိုက်တဲ့ရုရှားကို စစ်သားအင်အားလက်နက်အင်အားတွေကိုညှိထောက်ပံ့ပေးခဲ့ပါတယ်။မြောက်ကိုရီးယားကရုရှားကိုတန်းနဲ့ချီတဲ့လက်နက်ကြီးကြီးတွေဒုံးကြီးတွေနဲ့တာဝေးပြေရော့ကက်စနစ်တွေကိုညှိပေးခဲ့တယ်လို့ယူဆရပါတယ်။အဲ့ဒီလက်နက်ခဲယမ်းတွေကိုသင်းမောတွေလေယာဉ်တွေနဲ့ပို့ဆောင်ခဲ့တာဖြစ်ပါတယ်လို့လီကပြောကြားခဲ့ပါတယ်။